မြန်မာနိုင်ငံသူနိုင်ငံသားအလုံးတဘောပါပဲစေဘေးကနေအမြန်ဆုံးကင်ဝေးပါစေလို့ကျမနန်ရွယ်ကဦးစွာဆုတောင်းပေးပါရစေ။အခုတင်ဆက်ပေးမှာကတော့တဘောပါပဲနဲ့စေဘေးကြုံတွေ့နေရတဲ့မြန်မာနိုင်ငံမှာအာမခံကုမ္ပဏီတွေကအလုံးစုံအာမခံစနစ်ကိုချော့ချလာကြတဲ့ဆိုတဲ့သတင်းမှာမြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားဖြင့်ငလျင်လှုပ်ခတ်ပြီးနောက်မှာမော်တော်ယာဉ်အာမခံကုမ္ပဏီအများစုဟာတဘောပါပဲနဲ့ပတ်သက်ပြီးမော်တော်ယာဉ်အာမခံစနစ်ကိုရပ်တန့်ထားတယ်လို့သိရပါဗျာ။ နမည်ကြီးလုပ်ငန်းရှင်တဦးဖြစ်တဲ့အီဂျိုကကားမကန်ကုမ္ပဏီ၃ခုဟာသဘောဘေးအာမခံရောင်းချမှုကိုရပ်တန့်လိုက်ပြီးကုမ္ပဏီအချို့ကတော့ရန်ကုန်မြို့တစ်ခုထဲမှာသာသဘောဘေးအာမခံကိုရောင်းချပေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်နေအာမခံစနစ်မှာလည်းသဘောဘေးနလင်ဘေးတွေနဲ့ပတ်သက်တဲ့အာမခံစနစ်ကိုရောင်းချမပေးတော့ဘဲရပ်တန့်ထားလိုက်ပြီလို့သိရပါတယ်။ အေးအမင်းငလျင်မလောက်ခတ်မိကဝယ်ယူထားကြတဲ့သဘောဝေအာမခံတွေကိုတော့အာမခံကုမ္ပဏီတွေကဆက်လက်တဒန်းသောရောင်းချပေးနေပြီးအာမခံအစ်စ်ဝယ်ယူလို့သူတွေကိုရောင်းချမပေးတော့တာပါအာမခံဆိုတာတကယ်ကလူတွေရဲ့စိုးရင်ပူပန်မှုကိုအယောင်ဝယ်လောက်တာဒါကိုသူတို့ကသူတို့သားမလုပ်မယ်ဆိုတာမျိုးနဲ့စောက်သုံးသူအခွင့်အရေးကိုချုပ်ဖောက်တာပါပဲလို့ရန်ကုန်မြို့ဝန်ကာရောင်းဝယ်သူတို့ကပြောပါရယ်ဒါပြင်ငလျင်ကျောင်းရန်ကုန်မြို့မှာ ခန့်မြင့်ဆော်ဦးတွေတိုက်ခန်းတွေကိုပြန်လည်ရောင်းချမှုများပြားလာခဲ့ပြီးလုံချင်းအိမ်ယာတွေရဲ့ဈေးနှုန်းဟာ၃ဆနီးပါးအထိမြင့်တက်သွားတယ်လို့သိရပါဗယ်မလ28ရက်နေ့မှာလောက်ကတ်ခဲ့တဲ့အင်အားကြီးငလျင်အကြောင်းအာမခံကုမ္ပဏီတွေအလုံးစုံ အာမခံထားရှိတဲ့နေအိမ်တွေမော်တော်ယာဉ်နဲ့လုပ်ငန်းတွေဟာပြည့်စုံမှုတွေရှိခဲ့ပေမဲ့အာမခံကုမ္ပဏီတွေဘက်ကတော့နင်းနာကြီးရော့ကြီးပေးအပ်ဖို့ပြင်ဆင်မှုတွေနေပါနေခဲ့ပါတယ်ရှင်ကျမနွယ်နွယ်ပါ